တရားရှိသူ တရားသိသူတရားရှိသူတရားမရှိသူဘလို့ဟာလဲလောကမှာတရားတွေအများကြီးရှိပြီးတော့တရားစာတွေအများကြီးရတယ်စာပေဘုသူတ္တလိုက်စားလို့ဘယ်စာဖြင့်အလွတ်ရတယ်ဆိုတာမျိုးတွေရှိတယ်လေဓမ္မတရဓမ္မ သင်ကြားထားတဲ့တရားကိုဒါရဆောင်းနေတရားဆောင်းနေအဲ့တော့တရားကိုဆောင်းနေဆိုတာတရားရှိသူတရားရှိသူဆိုတာဘယ်ပုဂ္ဂိုလ်မှတရားရှိသူခေါ်ရမလဲတရားတွေကိုသင်ထားလို့တမြောက်နေုံနဲ့တရားရှိသူခေါ်မလားဆိုပါစို့ပဋ္ဌာန်းပစ္စယနေရတာအလွတ်ရတယ်နေတိုင်းပြန်နေတယ် တရားရှိသူလို့ခေါ်မလားပေကြီး၁၇တုပ်အလွတ်ရတယ်ဆိုနေတယ်တရားရှိသူလို့ခေါ်မလားပိရိက၃ဘုံအလွတ်ရတယ်ရွတ်ဖတ်နိုင်တယ်တရားရှိသူလို့ခေါ်နိုင်မလားလောကလူတွေကတော့တရားရှိတယ်လို့ခေါ်ကြတယ်နော် စာရိရတယ်တရားတွေသိတယ်တရားရှိတယ်လို့ခေါ်နေကြအဲ့ဒါတရားရှိသူအစစ်ဟုတ်လားဆိုတာကိုမြတ်စွာဘုရားခွဲပြတယ်အဲ့ဒါအဲ့တော့မြတ်စွာဘုရားရဲ့မိန့်ကြားချက်တွေကတကယ်အစစ်မှန်ကိုဥတည်တာအပေါ်ယံကိုဘယ်တော့မှ အာမပေးဘူးเนาะအနှစ်သာရဘုရားဘုရား လောကလူအများစုက အပေါ်ယံလေးနဲ့ချိန်တတ်နေကြတယ်။နော်အပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတယ်။အဲ့အပေါ်ယံလေးကြည့်ပြီးတော့လူတွေကဆုံးဖြတ်နေကြတယ်။အတွင်အနှစ်ကိုသိတဲ့လူကဓမ္မရှာတယ်။အဲ့တော့မြတ်စွာဘုရားဘယ်တော့ဖြစ်အတွင်အနှစ်ကိုကြည့်တယ်။အပေါ်ယံမကြည့်နဲ့ မြေကြီးကိုရွှေဖုံးထားတဲ့ရွှေတောင်ကြီးကတံပိုးမှမရှိတာ။ဟောရွှေသားအစ်စ်နဲ့လှုပ်ထားမှ ရွှေတောင်သို့တော့မြေကြီးကိုရွှေကွထားတယ်သို့မဟုတ်ရွှေချထားတယ်ဆိုရင်ရွှေတောင်လို့တော့အခေါ်ခံရမယ်။ဒါပေမဲ့တံပိုးမရှိဘူး။အဲ့ဒါလိုပဲတရားရှိသူလို့တော့ခေါ်ခံခြင်းခံရမယ်။သို့တော့တရားသိသူမဖြစ်လား။ လို့ဆလို့တယ်နော်တရားသိသူဖြစ်ဖို့ရည်ကြည်တယ်အဲ့တော့နေပသက်ရင်မြတ်စွာဘုရားပါဟောနတာဝတာဓမ္မတရောယာဝတာဘ ഹു ပါတိအေးရတဲ့စာရိရွတ်နေုံနဲ့တော့ဘလောက်ပဲအများကြီးရွတ်ရွတ်ဘာသာတွေပဲရထားထားတရားရှိတယ်လို့မခေါ်ဘူးတဲ့တရားကိုဆောင်းထားသူလို့မခေါ်ဘူး တရားကိုဆောင်ထားသူလို့မခေါ်ဘူးတဲ့ရှောသအပ္ပံပိသုတ်တော်နာဓမ္မံကာယေနပတ္တိတဲ့ဒါအနှစ်သာရပဲငါချီတော့တရားရည်အများကြီးနှုတ်တက်ဆောင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့သူ့ကိုတရားဆောင်သူတရားရှိသူလို့မခေါ်နိုင်သေးဘူးတဲ့အေးတရားတစ်ပုဒ်ဖဲ့တိတိတိတဲ့တရားအတိုင်းကိုတွေ့ ကိုထွေလက်လိုက်နာခြင်းတော့ပြီးတော့တရားဓမ္မကိုကိုထွေသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဓမ္မံကာယေနပတ္တိအသိဉာဏ်နဲ့သိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။တရားရဲ့အနှစ်သာရကိုသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။တဝေဓမ္မတရောအဲ့ဒီပုဂ္ဂိုလ်မှာတကယ်အစ်စ်တရားဓမ္မတရတရားရှိသူတရားသိသူလို့ခေါ်နိုင်တယ်။ ရောဓမ္မနပမိစတိဓမ္မလမ်းကြောင်းတိုင်းကျင့်သုံးလိုက်နာပြီတရားကိုတကယ်သိတဲ့ပုဂ္ဂိုလ်တရားတိုင်းကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်မှ တရားရှိသူလို့ခေါ်ရမယ်ဒါနိဒရဝိုင်ကပြောလိုက်တာလေအပေါ်ရင်ငါယွနေုံနဲ့တရားသိတယ်လို့မခေါ်ဘူးเนาะရအောင်ကြက်ထားလို့ရနေတာပဲရှိတယ် ရတရားသေးသူမခေါ်ဘူးဆိုညာတော့အဖြစ်ပြိတ္တိလည်းရွတ်ကြပါတယ်ဟိုသတိထားဖို့ပြောပြတာမရွတ်ကောင်းဘူးမဟုတ်ရွတ်ကောင်းမှာရှုသလောက်တော့ရွတ်တဲ့အကျိုးတော့ရှိမှာပေါ့သို့သောဘာဆုလို့ရနာမလဲပဲနဲ့အနည်းခင်းမှုစိဘဥစ္စာတက်ဖို့ဆိုပြီးတော့ မနှံ့ရွတ်တယ်လို့ရွတ်နေလို့ကတော့တိတ်ပြီးတော့ကျိုးရှိလာအောင်နော်တိတ်ကျိုးရှိဥပမာတစ်ခုပြောမယ်မေတ္တာသုတ်လူတိုင်းလောက်နေနေရကြတယ်ဘုရားဘုရားမေတ္တာသုတ်မှာဘုရားကဘာလုံးဝမဲ့ဆာပြောထားတာရှိတယ်မာတယထာနိယပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေ သာသမီတူရဲထွန်ကားတဲ့မိခင်တယောက်ဟာသူ့ရဲ့ချစ်ခင်နဲ့စိတ်တည်းဟာတူရီသောသာသမီပေါ်မှာစုပြုံရောက်ရှိပြီးတော့အသက်ပေးပြီးအဲ့ဒီကလေးကိုချစ်တယ်ကိုသူကချစ်စရာလည်းမရှိဘူးလေဒီတယောက်ပဲရှိတာဒါကြောင့်မို့လို့သာတူသာသမီတူရဲထွန်ကားတဲ့မိခင်ရဲ့မေတ္တာချစ်ဆိုတာပါလို့ခင်ဗျာဟောတာ ချိုးလို့ရကမိဘကတဝိသောသာသမီပေါ်မှာမေတ္တာထားနိုင်တယ်လို့တရဝရီပေါ်မှာထားနိုင်အောင်ကြိုးစားပါလို့ဖေဟောတာအဲ့ဒီအိဗေကိုမသိဘူးဆိုလို့ရှိရင်ဒါဖေရကပါလောက်ခိုင်းတာတော့ဆိုတော့လေမသိတော့ရွတ်တော့ရွတ်နေမှာပဲပါတယထာနိယဗုဒ္ဓမာယုတ္တေကဘာဆိုမှမသိဘူးဆိုရင် ဒါတရားရဲ့အနှစ်သာရကိုမသိရရောက်တယ်။ပြီးတော့လေမေတ္တာပို့တာလောက်မှာမဟုတ်ဘူး။မေတ္တာစိတ်တဲ့ဝิญဉ်မဝင်မှာ။မေတ္တာစိတ်ပွင့်လို့မေတ္တာတော့ယူရင်ကနေချင်းအလားကြိုက်တော့ဖခနဲ့ဆိုချလိုက်။ဘယ်လိုလုပ်ပြီးတော့မေတ္တာကရောက်တော့။တရောအလုံးပေါ်မှာမေတ္တာထားပါလို့ပြောနေတဲ့အချိန်ပဲတတ်ပလိုက်ပြီ။နော်။ သောတာဖြစ်စေအရှိတဲ့အဲ့ဒီချိန်မှာဖြစ်လိုက်ပြီ။မြတ်စွာဘုရားကအေဝံပိသဗ္ဗဘူတေတုတဲ့တရှိတ္တဝါတွေအလုံးပေါ်မှာအေဝံပိသဗ္ဗဘူတေတုမာနတံဘဝေအပရိမာဏအတိုင်းတာကန္တမထာတဲ့မေတ္တာစိတ်ကိုဖြစ်အောင်လုပ်ပါလို့ခေါ်တာအဲ့ချိန်မှာဖြစ်မှဖြစ်လိုက်တော့ မေတ္တာတော့ရွတ်ချင်းကိုက်နေတော့ဖုံးနဲ့ချလိုက်တာပဲအဲ့ဒါတော့အဲ့လိုမျိုးတရားရှိသူလို့ခေါ်လို့မရဘူးလို့ဆိုလိုတယ်ပေါ့ဒါဥပမာတစ်ခုပြောပြတာပါဥပမာတစ်ခုပြောပြတာမြတ်စွာဘုရားဟောတာကမေတ္တာပုဂ္ဂိုလ်ဟောတယ်ပြီးတော့နပရောပရဏိကုပ္ပေထာတယောက်နဲ့တယောက်မလိညာပါစေနဲ့ လိမ့်ညရလေတူတူလိမ့်နာမလိမ့်ပါစေနဲ့မလိမ့်ညပါစေနဲ့ကိုယ်ဆန္ဒကဘသူဘသူမှမလိမ့်ပါစေနဲ့လို့ဒီသဘောမရလို့ကိုယ်ကလိမ့်ညင်းတဲ့အခါလိမ့်လိုက်တယ်မလှဲစားပါစေနဲ့တူနဲ့တူမလှဲစားပါစေနေညံ့မညံ့သဒုက္ခမရှိရတူဒုက္ခရောက်တာတူကဒုက္ခရောက်တဲ့ရှောက်စီခြင်းနဲ့စိတ်မထားပါနဲ့တူတူဒုက္ခမပေးခြင်းညပါနဲ့ ပေးလိုက်တယ်ချင်းထဲတယ်လို့အချုံနဲ့မှတယ်လို့ဆိုအဲ့ဒါဒုက္ခပေးတာတွေပဲအဲ့ဒါတွေကဒီစာရိတ္တရတန်နဲ့လုံးနေလို့ရှိရင်ဒါတရားမရတာဖြစ်တယ်ဗောတရားမသိတာဖြစ်တယ်သို့မဟုတ်မလိုက်နာတာပဲဖြစ်တယ်အဲ့လိုဟာတွေအများကြီးရှိတယ်ဗောနော် မြတ်စွာဘုရားရဲ့ဆုံးမတရားတွေကတကယ်လိုင်းနာကျင့်သုံးရမယ့်တရားတွေကြီးပဲဒါကြောင့်မို့ယောစာအပံပိသုတ်တော်နာသူအများကြီးမရဘူးစပေးနေတယ်မြတ်စွာဘုရားရဲ့ဆုံးမတွေအများကြီးသင်ယူထားတာမရှိဘူးအနည်းငယ်လေးပဲရှိတယ်ရှိထားတဲ့အတိုင်အဲ့တိုင်လိုက်နာတယ်နော်အဲ့တိုင်သိအောင်ကြိုးစားတယ် ရောဓမ္မနပမစ္စတိဓမ္မအပေါ်မှာဘယ်တော့မှမေ့လျော့ပြီးတော့မနေဘူးလိုင်းတန်းချင်းသုံးနေဆိုရင်သဝေဓမ္မတရောဟောတိအဲ့ဒီပုဂ္ဂိုလ်အမှတကယ်တရားရှိသူတရားသိသူဖြစ်ပါလေ